င်္ဂလာပါဒီနေ့ကျွန်တော်ရဲ့အခန်းထဲမှာဒါအခန်းအစ်တပေါ့နော်အိမ်တော့မပြောင်းသေးဘူးအခုကဟွာလာလုံနေရပါလေအောက်မှာမိဖို့ကြောင်ကဘေးစင်လာပြင်းနေအဲဘေးစင်ပြင်းနေဘေးစင်ကမသေးနေလို့ပေါ့နော်ဘေးစင်အကြီးကျွန်တော်ပြန်လဲနေတယ်ပြီးလို့ရှိရင်ဒီအခန်းထဲမှာကျွန်တော်စာအုပ်စင်လေးလုပ်နေတာဒီနေရာမှာဒီနေရာမှာကျွန်တော်စာအုပ်စင်လေးထည့်မလို့เนาะ ဘာလို့ကိုကတော့အမှန်တော့အရန်ကြီးတော့လေအာစားတော့လည်းဖတ်မနေပါဘူးဒါပေမဲ့ဘာကြောင့်မှန်းတော့မသိဘူးလေရှေးခေတ်ကလူမလို့လည်းတော့မသိဘူးကိုကအမျိုးစာအုပ်စင်နဲ့စာအုပ်တည်ရှိနေတာကိုသဘောကျတယ်ပေါ့နော်အဲ့ဒီနောက်ဆုံးမြင်ရတဲ့သဘောကျတယ်ပေါ့ကိုဆိုတော့အဲ့ဒါစာအုပ်စင်လုပ်နေတာဒီမှာကကျွန်တော်ရဲ့အခန်းနောက်မှာကျွန်တော်ပုံလေးချိတ်ထားပြီးသွားရင်ပြပေးမယ်အမှဒီပုံတွေကတော့ဟိုပါပဲ ဒီပုံကကျွန်တော်ဟိုအိမ်အိမ်ဟောင်းမှာတော့ကျွန်တော်ချိန်ထားပြီးသားတော့မှပုံနေဒါကတော့အခုဒီငလျင်ဟွာတော့ကကျွန်တော်အားပေးလိုက်တာပကံကတက်ပုံစရာတယောက်ရဲ့ပုံလေးတွေပေါ့နော်ကျွန်တော်လည်းဟွာလောက်မှာဒါကတော့ကိုယ့်ရဲ့အပန်းဒါကလည်းအတူတူပဲအဲ့ဒီဟွာပကံကတက်ပုံစရာတယောက်ပေါ့နော်သူရဲ့အဲ့ဒီဟွာကိုအမ်ပုံပုံလေးကိုကျွန်တော်ကဆယ်ပုံလားမသိဝယ်ပြီးတော့အားပေးလိုက်တာသူလည်းဟို ငါလေးလူမဲဆိုတော့လေအဲ့တော့ तू က original file လေးပေးရပေါ့เนาะဒါပေမဲ့ကျွန်တော်အရင်အကြီးအကြီးတပုံတော့ကျွန်တော်ထုတ်ထားသေးတယ်ဟိုကပါလဲလက်ပံလက်ပံပင် ပုံကြီးအဲ့ဒါကကျွန်တော်ဒီဒီမှာမှကျွန်တော်ပြပေးမယ်မူးနေတော့မှာပဲဒီကတင်ရဲ့ကျွန်တော်ဒီခေါင်းရင်းမှာထားဖို့လေအဲ့ဒါကတော့ကျွန်တော်တပုံထုတ်နေတယ်အဲ့ဒါကဟိုကပါလဲလက်ပံပင်ပုံเนี่ยล่ะไอ้เหล่านี้ปုံนี้ป่ะเนาะสรเอาอัญญาเนี่ยหัวอธิตุยเลยป่ะจนเราจะมันลีดาอูมันลีดาสรเอา အဲ့ဒီအညာရှုခင်းတွေတို့ဘာလို့ညာတို့ကျွန်တော်သဘောကျတယ်ပြီးတော့အရင်တော့လည်းကျွန်တော်ကပကံမှာတစ်နှစ်လောက်နေခဲ့သေးတာ哦အခုထိလည်းကျွန်တော်ပကံနဲ့တန်ရုံးစံမပြတ်နိုင်ဘူးနော်အလုပ်ငန်းတွေကလည်းရှိနေသေးတယ်ဆိုတော့အဲ့လိုမျိုးအဲ့တော့အဲ့ဒီပကံပုံလေးတွေကလည်းရတော့ဝယ်ထားလိုက်တာပေါ့နော်အဲ့ဒါနဲ့အခုကတော့အလားဆင်ထားဖြစ်တာပေါ့ကျွန်တော်ကျအဲ့လိုမျိုးလေးဟိုနေရည်ကြီးတွေအရန်ကြီးပြောင်းဖြစ်နေရည်ကျွန်တော်မကြိုက်ဘူးဘာကြောင့်လဲဆိုစိတ်ထဲမှာ ်ဟောင်းလောင်းကြီးလိုပဲခံစားရနော်အဲ့တော့တက်နိုင်တော့မဖြည့်မလဲပေါ့နော်ဒီမှာဖြည့်တာတော့ပုံနဲ့မြင့်သွားတာကျွန်တော်ပထမပုံနဲ့ပြန်ချအောင်မလို့ဒါပေမဲ့အောက်မှာကျွန်တော်ရဲ့ဒီ channel ရဲ့ပုံလေးကျွန်တော်ချိန်လိုက်မယ်လို့ကျွန်တော်စဉ်းစားထားတယ်ဖြည့်လိုက်မယ်ပေါ့နော်ဖြည့်လိုက်မယ်ဆိုရင်ဒီနေရာကြီးကအရန်ကြီးလွတ်မနေတော့ဒီနားလေးရနေရင်နေရင်ညလွတ်မနေတော့အဲ့ဒါဆိုလို့ရှိရင်လည်းမစိုးတကယ်လို့ကျွန်တော်ဒီမှာဗီဒီယိုရိုက်တယ်ဆိုလို့ရှိရင်လည်းနောက်ခံမှာကျွန်တော် YouTube ဒါပေမဲ့ဒီဟာကြီးတွေတော့လေအပေါ်ကမှန်နေအုပ်ထားတော့ဗီဒီယိုရိုက်လို့တော့မလာကြည့်လို့ပဲလား ားနေပါအဲ့ဒါကိုကျွန်တော်ပြောပြပြမို့ဒီနေ့ဒီနေ့ကျွန်တော်ဝေမျှပေးခြင်းနဲ့ခေါင်းစဉ်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်အဝေးကနေကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုကျွန်တော်ဘယ်လိုမျိုးစီမံခန့်ခွဲလဲပေါ့เนาะအဲ့ဒီအတွေ့အကြုံလေးကိုကျွန်တော်ကဝင်မြပေးကြလို့ဘာကြောင့်လဲဆိုတော့အခုခေတ်ကြတော့အမှန်ပြောရင်တော်တော်များများ digital တွေဖြစ်လာတဲ့ခေတ်မှာရော social media တွေအရန်ကိုဖြစ်လာတဲ့ခေတ်ဒီမှာရောပြီးရင်ဟိုပါပေါ့เนาะ covid ဖြစ်ထားတဲ့ကာလမှာရောလူတွေကအလုပ်လုပ်တဲ့ style လေးတွေပြောင်းလာကြတယ်တဘောကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ ဘယ်အလုပ်ကိုမဆိုကိုတိုင်းကိုကြသွားမှရေလို့မဟုတ်တော့ဘူးပေါ့နော်ဂျာထဲမှာဘယ်လိုပုံစံနဲ့အလုပ်လုပ်လို့ရမလဲဆိုတဲ့ကိစ္စတွေဖြစ်လာတာ哦အရင်တော့ Zoom meeting တွေလုပ်ကြတာတော့ဘာလို့ညာလို့ပေါ့နော်ဘဝအဲ့ license တခုပြောင်းလာတယ်လို့မျိုးပေါ့နော်အဲ့ဒီလိုမျိုးပဲကျွန်တော်ကလည်းအခုကကြာတော့မန်တိုင်းပြောကျွန်တော်ပတ်တရားမှနေတယ်ကျွန်တော်စီးပွားရေးတော်တော်များများကြာတော့ကျွန်တော်မြန်မာပြည်မှာဟုတ်နော်ထိုင်းမှာလည်းကျွန်တော်စီးပွားရေးလုပ်ငန်းတော့ရှိပါတယ်ရှိတယ်ဆိုတော့အမားဘက်ကောက်မှာကျွန်တော်ကရုံးဝင်သွားမှထိုင်ဘူးပေါ့နော်ဆိုတော့အဲ့တော့ တချို့တွေကလည်းမေးတာပေါ့နော်ဘာလဲဆိုလို့ရှိရင်နက်နစ်စီပွားရေးလုပ်ငန်းတွေကိုလည်းစိတ်ချတယ်လားပေါ့နော်ရှေးအရင်တုန်းကပုံစံအရပြောရမယ်ဟိဆိုစီပွားရေးလုပ်ငန်းဆိုတဲ့ကိစ္စတွေကအနီးကပ်ကျမ်းမတ်ကိုကဲရတာမျိုးလीเนาะဟိုအဝေးကနေဆိုတဲ့ကိစ္စကိုဘယ်သူကမှစိတ်လည်းမချကြဘူးပြီးလို့ရှိရင်မှန်တယ်လို့လည်းမထင်ကြဘူးပေါ့เนาะအဲ့တော့အများစုကစဉ်းစားတာဘာလဲဆိုလို့ရှိရင်စီးပွားရေးရှိနေတယ်ဆိုလို့ရှိရင်เนาะကြည်ရမယ်ပေါ့เนาะအနီးကပ်ကြည်တာပဲဖြစ်ဖြစ်အမ်ဘယ်လိုပြောရမလဲ ဟိုအဲ့လိုပဲတွေးခေါ်ရှိရဘူးเนาะဆိုတော့ကျွန်တော်မေးကြတာပေါ့เนาะဟာနေနေစီပွားရေးတွေကိုစိတ်ချတယ်လားပေါ့เนาะဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ကျွန်တော်ကတော့အမှန်ပြောရရင်ကျွန်တော်ဒီလွန်ခဲ့တဲ့6နှစ်9နှစ်လောက်မှာကျွန်တော်အတွေးခေါ်တွေပြောင်းပြီးတော့ကျွန်တော်စီပွားရေးလုပ်ငန်းတွေပြောင်းပြီးလုပ်ခဲ့ကတည်းကကျွန်တော်စိတ်ထဲမှာရှိတာကတော့မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိဘူးလို့ပဲကျွန်တော်စဉ်းစားထားတာကိုလှုပ်ချင်မလှုပ်ချင်ပေါ်မှာပဲမူတည်တယ်တဘောကစီပွားရေးလုပ်ငန်းတစ်ခုအောင်မြင်တဲ့စီပွားရေးလုပ်ငန်းတစ်ခုကိုရင်အုပ်မကွာ အလုတ်လုတ်နေမှာပဲဖြစ်မယ်လို့ကျွန်တော်ပြောရင်ကျွန်တော်ကစဉ်းစားတာကဟင်အဲ့လိုမလုတ်လို့ဘာလို့မဖြစ်နိုင်အမှလဲဆိုတာမျိုးပေါ့နော်အတူတူပဲအဲ့ဒီအတွေးခေါ်ကကျွန်တော်စီမှာကအမြင်ရှိရလက်ညောင်းလို့ထောင်းလိုက်အောင်မယ်နော်ရန်ဝေးဝိုင်လမ်းတည်းအဲ့တော့ကိုကကိုကျွန်တော်ကစဉ်းစားတဲ့အခါကျလို့ရှိရင်ဘာကိုစဉ်းစားလာလဲဆိုလို့ရှိရင်ကောင်းပြီငါအဝေးကနေငါဘယ်လိုလုပ်လို့ရမလဲ เนาะอันตรายป่ะจนอะคือตัวรู้สิจนเราหลุดแล้วมีบาโรงงานนี่หลุดเลยบาโรงงานนี่หลุดเลยจนเราเลยผีอ่ะคัดเลยบาจังเลยสรเอาโรงงานคอมมิชชั่นบ่าวอ่ะอันตรายขึ้นเลยโหปะเนาะอะโรงงานนี่อันตรายเลยจนเราลุกได้เลยพี่รู้สิโรงงานตะคู่สีมา มาเลยจนเราถ่ายไม่ณีอูสิเลยสิไม่ณีอูยิ้มมากกว่าจี้แจ่นเลยสวยเคสอ่ะก็เลยตลอดช้าเลยปะเนาะอะเราจนเราบลูเอาลงนี่เลยปะอํานาสุก็တော့จนเราก็อัตตနိုင်ซอโรงงานใต้มาจนเราจี้ปาเซนเนาะท้าเลยตะบัวอ่ะญาติโรงงานมาสรุปสิเนาะดีรู้แล้วสิเนี่ยดีโรงงานมาดีรู้แล้วสิเนี่ยซะทะเพียงปะเนาะอะไรမျိုးสิณีเลยเฮ้สรุปสิเนี่ยจนเราก็ตรุเนี่ยอดุๆบลูเอาลงอ่ะมั้ยเลยสรุป ဟာကိုပဲစဉ်းစားတာကျွန်တော်တောက်လျှောက်စီးပွားရေးလုပ်လာတဲ့ခါမှာကျွန်တော်ရဲ့အားတာချက်ကိုလည်းကျွန်တော်ကောင်းကောင်းသိတယ်။ဘာလဲဆိုကျွန်တော်ကစဉ်းစားတယ်လို့ပြကျွန်တော်ကအမှန်ပြောရလို့ရှိရင်ဒီကာယလုတ်သားတဲ့စာကျွန်တော်ညာနာလုတ်သားဘက်ကိုအားတာတယ်လို့ကျွန်တော်ဒီ idea ထုတ်ပေးတယ်လို့ကျွန်တော်ဒီဘယ်လိုဖန်တီးရမလဲဆိုတော့စဉ်းစားတဲ့သူအဲ့ဒါကိုကျွန်တော်ကပို့ပြီးအားတန်တယ်အားတန်တဲ့ဟာကိုကျွန်တော်သိနေတဲ့အခါမှာကျွန်တော် စဉ်းစားလာတာကဘာလဲဆိုလို့ရှိရင်ငါရဲ့အားတာတဲ့အချက်တွေကိုငါကလုပ်ပြီးလို့ရှိရင်ကိုအားနေတဲ့အချက်တွေပေါ့နော်ရှင်းရှင်းပြောကျွန်တော်ဒီစဉ်းစားကြည့်ပြဟလာကျွန်တော်ရဲ့ဒီဘလနဲ့ဒီဘလနဲ့ကျွန်တော်ကစိတ်ကမ်းမှာကုံသွားထိုင်ရင်အလုပ်တောင်ရမှာမဟုတ်ဘူးဘယ်သူမှလည်းကျွန်တော်ခေါ်ပြီးထမ်းနိုင်မှာမဟုတ်ဟုတ်လားကျွန်တော်ရဲ့ခြေတော့ဟုတ်လားအာဒီခြေတော့နဲ့များကျွန်တော်ကစိတ်ကားသွားနေတာပဲဖြစ်ဖြစ်ပေါ့နော်လုပ်မယ်ဆိုရင်လည်း ဒီမှာကျွန်တော်စိုက်က5စီမှာပေါ့ပေါ့နော်ကျွန်တော်ချိနေနေတာကိုကြည့်ပြီးလို့ရှင်နှစ်လက်ထဲမှာလည်းအာမရှိနှစ်ချက်တော့မှာလည်းအာမရှိဆိုတော့ချင်းချင်းလေးပဲလူတိုင်းကကိုအားတာတဲ့ဟာရှိတယ်အားနေတဲ့ဟာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကစဉ်းစားတယ်ဩငါအားတာတာကငါစဉ်းစားတတ်တယ်ငါအိုင်ဒီယာလေးထုတ်တတ်တယ်ဆိုတော့အဲ့ဒီအပိုင်းကိုကျွန်တော်အသက်နိုင်ဆုံးစူးစမ်းတယ်ကိုကနေပြီးတော့မှဘာတွေကိုအဲ့တော့ အုံနောက်နဲ့စဉ်းစားရမယ့်ကိစ္စတွေလို့ plan တွေလုပ်ခဲ့ကိစ္စတွေလို့အစ်စ် account ဖော်မယ့်ကိစ္စတွေလို့ create လုပ်ရမယ့်ကိစ္စတွေလို့ဖန်တီးရမယ့်ကိစ္စတွေအကုန်လုံးကိုကျွန်တော်ကအတတ်နိုင်ဆုံးစူးစမ်းပြီးတော့လုပ်တယ်အဲ့ဒါတွေအကုန်လုံးကတော့အမှန်တမ်းပြောရင်ကျွန်တော်စီဝေးခေါ်ပြီးထိုင်နေ၁၀ယောက်နဲ့ခေါ်ပြီးထိုင်နေတော့လေအမှန်ပြောရရင်နောက်ဆုံးကြလို့ရှိရင်အဲ့ဒီ၉ယောက်ကကိုယ်ငုံတို့ထိုင်ကြည့်နေမှာလေနော်ဟင်အကိုဘာစဉ်းစားမှလည်းမသိဘူးဟလာအဲ့လိုမျိုးပဲထိုင်ကြည့်နေမှာဆိုတော့ရရတယ်ကျွန်တော်ကဒူးတိုက်ဆွေးနွေးနေမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ကိုထုတ်လို့ရတဲ့မြတ် idea ကျွန်တော်ထုတ်အဲ့ဒါကို ကောင်းတဲ့ပေါ်နိုင်တဲ့ကီးပါဆန်တွေရှိတယ်ဆိုလို့ရှိရင်ဒါအဆင်ပြေတယ်ဗျာရှင်းရှင်းပြောရင်ကိုကနေပြောဟဲ့ဒီ idea ရှိတယ်ဒီလိုရှိတယ်နုလို့လို့ရနိုင်မြန်ချိန်စားကြည့်ချိန်စားကြည့်လို့လုပ်လို့ရနိုင်တယ်ဆိုငါတို့လုပ်အောင်နော်အဲ့တော့တကယ်လို့ကျွန်တော်ကကဲနင်အုပ်ချုပ်တဲ့လူတယောက်နေနဲ့အနီးကပ်ကြီးကြည့်နေတာမဟုတ်ဘဲနဲ့နင်နာဆုံးရှုံးမှုတွေမရှိနိုင်ဘူးလားရှိနိုင်တာပေါ့ရှိနိုင်တာပေါ့နော်ကိုကိုနိုင်လုပ်နေရမဟုတ်တဲ့အတွက်ကြောင့်မလို့ရောထိရောက်မှုမှာရောအာမလျော့သွားနိုင်ဘူးလားလျော့နိုင်တာပေါ့ ပြောနိုင်တာပေါ့နော်ကျွန်တော်ကိုယ်တိုင်လုပ်နေလို့ဥပမာဗျာ30အထိရောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လုပ်နေတာမဟုတ်ပဲကျွန်တော် idea ပဲပေးပြီးသူများကိုလုပ်ခိုင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်က6လောက်မှာပဲရအောင်ရောက်နေမယ်7လောက်မှာပဲရအောင်ရောက်နေမယ်ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်စဉ်းစားတာကအရှင်းရှင်းလေးပဲစီးပွားရေးဆိုတာကကျွန်တော်တို့ကအရာရာတိုင်းက100%ဖြစ်နေရမယ်ကျွန်တော်တခါမှမစဉ်းစားဘူးကျွန်တော်စဉ်းစားတာကကြတော့ဘာလဲဆိုလို့ရှိရင်ဘလောက်အကျိုးရှိမှာလဲအားလုံးကိုခြုံပြီးကျွန်တော်စဉ်းစားလိုက်တဲ့အခါကျလို့ရှိရင် okay မို့ okay ကျွန်တော်အဲ့ဒါကိုပဲစဉ်းစားတာအဲ့တော့ကျွန်တော်အလုပ်နဲ့ပတ်သက်လို့ရှိရင်မှန်တယ်ကျွန်တော်ကိုယ်တိုင်သွားလုပ်နေ30ဖြစ်ဖြစ်မယ်ကျွန်တော်ကိုယ်တိုင်လုပ်နေအတွက်6လောက်ပဲရရင်လည်းရမယ်အဆင်ပြေတယ်အဲ့ဒါကိုလည်းကျွန်တော်ကကိုပဲဖြစ်နေလို့ရှိရင်လည်းနောက်ထပ်ကိုတစ်ခု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 နဲ့ငါများများလုပ်နိုင်အောင်ကြိုးစားမယ်ကိုကိုယ်တိုင်သွားလုပ်နေလို့30ဖြစ်နေတိုင်းကလည်းကျွန်တော်ကအလုပ်အများကြီးလုပ်နိုင်တာလားဆိုတော့လည်းမဟုတ်ဘူးရအဲ့ဒါကြလည်းမဟုတ်ပြန်အောင်အဲ့တော့30ဒါလောက်တဲ့အရာတိုင်းမှာ30ဖြစ်နေနိုင်ပေမဲ့လေကိုယ်တိုင်လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကနှစ်မျိုးမလုပ်နိုင်တဲ့အတွက်ကျွန်တော်က20မဖြစ်ဘူး ကိုဖြစ်နေတဲ့အချိန်မှာကျတော့ကျွန်တော်က idea ပဲပြပြီးသူများကိုလောက်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကနှစ်ခုလည်းကျွန်တော်လုပ်လုံနိုင်မယ်အဲ့ဒါဆိုကျွန်တော်18ဖြစ်နိုင်တယ်မှန်တယ်တစ်ခုတည်းမှကျွန်တော်10မရောက်ပြီမဲ့ကိုနှစ်ခုဖြစ်နိုင်တဲ့အတွက်ကျွန်တော်18ဖြစ်နိုင်တယ်ဆိုတော့စသဖြင့်အားတာချက်အားနည်းချက်ကိုကျွန်တော်အတတ်နိုင်ဆုံးချိန်ဆပြီးကျွန်တော်လုပ်လိုက်တာပေါ့နော်အဲ့တော့ကောင်းပြီကိုကိုယ်တိုင်ကြည့်မနေတဲ့အခါကျလို့ရှင်ရောလေးလေးဆုံးရှုံးမှုတွေရောမရှိနိုင်ဘူးလားရှိနိုင်တာပေါ့ရှိနိုင်တာပေါ့ဒါပေမဲ့တခုကျွန်တော်အနေနဲ့ယုံကြည်ထားတာတခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်ကဝန်ထမ်းအနေနဲ့အလုပ်လုပ်တာပဲဖြစ်ဖြစ်ကျွန်တော်ဒီဒီကျွန်တော် ဖွဲ့စည်းထားတဲ့ဒီလုပ်ငန်းကြီးတစ်ခုလုံးမှာပေါ့နော်ကျွန်တော်ကအမြဲတမ်းတော့သမင်းဝအောင်ကြွေးတယ်ဗျကြွေးဖို့ပဲကျွန်တော်အမြဲတမ်းစူးစမ်းတယ်သမင်းဝဘီသမင်းငတ်လို့အဲခိုးရပါတယ်ဆိုတဲ့ကိစ္စမျိုးတွေအတတ်နိုင်ဆုံးမရှိအောင်တော့ကျွန်တော်ကထားတယ် အသက်နိုင်ဆုံးကိုယ့်ရဲ့ဝန်ထမ်းနဲ့ပတ်သက်လို့ကိုယ်နဲ့အလုပ်လုပ်နေတဲ့လူတွေနဲ့ပဲဖြစ်ဖြစ်စေပေါ့နော်ကျွန်တော်လူတိုင်းကစဉ်းစားလို့ရှိရင်တဘောကောင်းတယ်လို့သူတို့ကလူတိုင်းကစဉ်းစားတယ်အမှကျွန်တော်တဘောကောင်းနေရမှာကျွန်တော်အနေနဲ့စဉ်းစားတာကရှင်းရှင်းလေးပဲကောင်းအောင်လုပ်ပေးရမှာကိုယ့်အလုပ်ကိုကောင်းပြီးသွားတဲ့အခြေအနေတစ်ခုမှာသူတို့မကောင်းမှုဟိတ်ဆိုလို့ရှိရင်ကြာတော့အဲ့ဒါသူတို့ရဲ့အမှားကျွန်တော်ကအစကြီးကတည်းကတို့ဖြည့်စည်းပေးတဲ့အပိုင်းပြန်ပွန့်ပိုးပေးတဲ့အပိုင်းမှာကျွန်တော်ကလိုအပ်ခဲ့တယ်ဟိဆိုလို့ရှိရင်ကြတော့ဒါကကျွန်တော်ရဲ့လိုအပ်ချက် ကျွန်တော်အဲ့လိုစဉ်းစားအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကအဘဲချိန်မှာပဲအလုပ်လုပ်လို့အွန်လိုင်းနေနဲ့အလုပ်လုပ်တဲ့ပါနေနဲ့လုပ်လို့ကိုယ့်ရဲ့လုပ်ပေါင်းကန်ဘက်တင်နဲ့အလုပ်လုပ်တဲ့အသက်နိုင်ဆုံးကကျွန်တော်စဉ်းစားတာပါလဲဆိုလို့ရှင်တို့ကိုငါပြည့်ဝနေအောင်ပါပေးရမှာလေတဘောကောင်းနေဆိုတဲ့ကောင်းစီအောင်မှာတော့ပါတာပေါ့နော်ပြီးလို့ရှင်လူတိုင်းကတော့စဉ်းစားစဉ်းစားမှာဟာနေဒီလိုပုံစံနဲ့အလုပ်လုပ်လို့ရှင်တော့နေတော့ဘာမှကြံမှာမဟုတ်ရတယ်ကျွန်တော်ကြံတာမကြံတော့ကျွန်တော်စဉ်းစားတာမဟုတ်ကျွန်တော်ကကြတော့အားလုံးပတ်စံတူတူရှာအားလုံးပတ်စံတူတူတုံးအသက်နိုင်ဆုံးပေါ့နော်ဆိုတော့ရှင်းနေကြတဲ့ကျွန်တော်ဘာမှမရှိနေကြတဲ့ကျွန်တော်အဲ့ပုံစံမျိုးအလုပ်လုပ်တယ် မမမရှိတဲ့အချိန်မှာလည်းကျွန်တော်အဲ့ပုံစံနဲ့ပဲအလုပ်လုပ်တယ်။ရှင်းရှင်းပြောရမယ်ဟဲ့ဆိုလို့ရှိရင်တော့ကောက်လို့ရမှာကျွန်တော်တောင်းပါ။ကောင်းနေအောင်ကြိုးစားရမှာကသူတို့တောင်းပါ။ကျွန်တော်ကသူတို့တွေကိုအာအာဇီကွက်ထဲမှာတလောက်ပဲလာစားရှိတာပဲငါတလောက်ပဲပေးမယ်ဆိုတာမျိုးလို့အဲဘလို့ပဲဖြစ်တာပဲဘာမရှိဘူးကျွန်တော်ကိုဗစ်တော့မှဆိုလို့ရှိရင်ကျွန်တော်ဝန်ထမ်းနေဆိုလို့ရှိရင်ဘယ်သူပဲကျွန်တော်နေမကောင်းနေမကောင်းကျွန်တော်ကနေပဲအကုန်ကိုမြတ်ခံပြီးကျွန်တော်စိတ်ကူပေးတာ เนาะโควิดဖြစ်တယ်เนาะဂျားထဲမှာနေကျွန်တော်ဟလာဟိုလုပ်ငန်းတွေဟိုရှင်းရှင်းပြပြများ stay home နေဖြစ်တယ် quarantine နေဖြစ်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်ပိတ်ထားရတဲ့ကိစ္စတွေရှိရပြလုပ်ငန်းတွေလည်းပတ်လို့မရတဲ့ကိစ္စတွေရှိရပြအဲ့လိုအခြေအနေမှာဆိုလို့ရှိရင်လည်းကျွန်တော်ကတော့အသက်နိုင်ဆုံး ကိုလူတွေကိုအကောင်းဆုံးဖြစ်နေအောင်ကျွန်တော်ပံ့ပိုးပေးထားတယ်။ကျွန်တော်ဘက်ကနေပြီးတော့မှဒါဖြစ်နေလို့လားစာလျှော့လိုက်မယ်လို့ဟိုဟာဖြစ်နေလို့ဘာဖြစ်လိုက်မယ်ဆိုတဲ့ကိစ္စကျွန်တော်ဘာမှမလုပ်ထားအောင်။ဒါတွေကကျွန်တော်အခုအဝေးမှာအလုပ်လုပ်တဲ့အခါမှာမဆိုင်ဘူးလို့ထင်ကောင်းထင်ရနိုင်ပေမဲ့လေအမှန်ကတော့ကျွန်တော်ရဲ့လုပ်ငန်းလုပ်နေတဲ့ပတ်ချာလေတဲမှာပတ်ဝန်းကျင်ထဲမှာကျွန်တော်ဖန်တီးထားတာတခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်ကအသက်နိုင်ဆုံးကျွန်တော်ကောင်းအောင်လုပ်တယ်။နော် ဟာကျွန်တော်အဝေးရောက်နေတဲ့အတွက်ကြောင့်မကောင်းတာလားမဟုတ်ဘူးကျွန်တော်အနီးမှာကျွန်တော်ကိုယ်တိုင်အလုပ်လုပ်နေတုန်းကလည်းကျွန်တော်ဝန်ထမ်းတွေကအသက်နိုင်ဆိုကျွန်တော်ကောင်းအောင်လုပ်တယ်ကျွန်တော်ကျွေးလို့ရတဲ့မြတ်ကျွန်တော်အကုန်ကျွေးတယ်ပေးလို့ရတဲ့မြတ်ကျွန်တော်အကုန်ပေးတယ်ရင်တော့ခေတ်ကောင်းတော့မှမြန်ဆိုတနေ့တနေ့ကျွန်တော်ပေးတဲ့ဘောနပ်စေဆိုနေတာမဟုတ်ဘူးအခုတော့ရရင်ခေတ်မကောင်းတော့မပေးနိုင်တော့ပါဒါပေမဲ့ရင်တော့အဲ့လိုမျိုးပါเนาะဆိုတော့အဲ့ဒါဒီကကြတော့ဘာဖြစ်လဲဟေ့ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ကိုယ်ကဲနေတာမဟုတ်ပေမဲ့လည်းကျွန်တော်ယုံကြည်ထားတာတခုကတော့ဘာလဲဆိုလို့ရှိရင်တော့အတိုင်းတာတခုအထီးကတော့သူတို့တွေကတော့ကိုယ်ခုအသက်နိုင်ဆုံးဆုံးရှုံးနေနာမှုအနည်းဆုံးဖြစ်အောင်တော့သူတို့လုပ်လုပ်တယ် တိုင်းတာတစ်ခုကြီးပေါ့နော်လူဆိုတာကတော့သူတို့ရဲ့စိတ်ထဲမှာဘာစဉ်းစားနေတယ်ဆိုတော့ကျွန်တော်မသိနိုင်တဲ့အတွက်ကြောင့်မကျွန်တော်လည်းအာမခံပေးလို့မရဂျားထဲမှာလည်းမရှိနိုင်ဘူးလားရှိနိုင်ပါတယ်လင်းလွင်းဆုံးရှုံးမှုမရှိနိုင်ဘူးလားရှိနိုင်ပါတယ်အဲဟိုအလကားဟိုဘယ်လိုပြောမလဲထိခိုက်နေတာမှုတွေမရှိနိုင်ဘူးလားရှိနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်စဉ်းစားတာတော့တစ်ခုပဲကိုတီသူများတွေမလုံနိုင်ဘူးလို့ယူဆထားတဲ့ခေါင်းစဉ်တစ်ခုကိုမရရအောင်ကောင်းထည့်ပေါ်နေတာအဲ့ဒီကြားထဲမှာတော့တချို့နေနာမှုတွေကတော့ရှိနေမှာပဲအဲ့ဒါကို okay မို့ okay ပဲကျွန်တော်စဉ်းစားပြီးတော့ တကယ်လို့နိနာဆုံးချုပ်မှုဒီအရန်ကြီးကိုပေါ့နော်မှန်တယ်ကျွန်တော်ကိုယ်တိုင်လုံနေလို့ရှိရင်ဗျာနိနာဆုံးချုပ်မှုက10%ပဲရှိမယ်ကျွန်တော်ကိုယ်တိုင်လုံမနေလို့ရှိရင်ဗျာနိနာဆုံးချုပ်မှုက20%လောက်ဖြစ်သွားနိုင်တယ်အဲ့ဖြစ်သွားနိုင်တဲ့ပို့ပြီးတော့ဆုံးချုပ်နိုင်တဲ့အရာတခုကိုကျွန်တော်စဉ်းစားလိုက်တယ်အဲ့ဒါဒီကျွန်တော်ရဲ့လက်ခံလို့ရတဲ့ဘောင်ထဲမှာပဲကျွန်တော်ရှိနေတယ်ဆိုရင်ကျွန်တော် OK တယ်ကျွန်တော်အများကြီးမစဉ်းစားဘူးအဲ့ဒါဆိုလို့ရှိရင်တော့ OK တယ်လုံမယ်ပေါ့နော်ဆိုတော့ ကျွန်တော်2019လောက်ကတည်းကစပြီးတော့ဒီအတွေးခေါ်လေးပြောင်းလာတာပေါ့เนาะကျွန်တော်ရဲ့အတွေးခေါ်ပြောင်းလာတဲ့ဗီဒီယိုလေးတွေကျွန်တော်အများကြီးတင်ထားပေးပါအဲ့နောက်ပိုင်းမှာကကျွန်တော်ကအသက်နိုင်ဆုံး ဘလော့မရှိအောင်နေတယ်ပိတ်ဆို့မှုမရှိအောင်နေတယ်ပေါ့နော်ပိတ်ဆို့မှုမရှိအောင်ဆိုတာကိစ္စကဘာလဲဆိုလို့ရှိရင်တော့ဒါတွေအကုန်ပါတယ်ဗျာတဘောကဟိုလိုလုံးမစီးပွားရေးဆိုတာလုံးလို့ရမယ်ဒီလိုလုံးမရေအောင်မကွာကြည့်နေမှမျက်စိတောက်ထောက်ကြည့်နေမှနေကြည့်နိုင်မှရမှာနော်မကြည့်နိုင်မရဘူးကျွန်တော်တစ်ချိန်မှကျွန်တော်တည်ပြခြင်းပါသေးတယ်ငါလုံးဝမကြည့်ပဲနေရင်တော့ငါစီးပွားရေးရဲ့လဲပတ်နေပါတယ်ဆိုတဲ့ကိစ္စမျိုးပေါ့နော်အခုဆိုရင်တော့ကျွန်တော်10%တောင်ကြည့်နေသေးတယ်ဗျာငါလုံးဝမကြည့်လဲငါစီးပွားရေးတွေအကုန်လုံးလဲနေပါတယ်ဆိုတဲ့ကိစ္စမျိုးတော့မှကျွန်တော်တက်တည်ပြနိုင်တဲ့တရက်ရောက်ရောက်လာအောင်ပါပါနော်ဆိုတော့ကျွန်တော်ကတော့အဲ့ဒီ ဘယ်လိုလုံးမှဘာဖြစ်မယ်ဘယ်လိုနေမှဘာဖြစ်မယ်ဆိုတော့ပိတ်ဆို့မှုတွေကိုအတတ်နိုင်ဆိုအနည်းဆုံးဖြစ်အောင်ကျွန်တော်နေနေတယ်အဲ့ဓာတွေကိုလည်းကျွန်တော်ဘယ်လောက်ထိလုံနိုင်မလဲဆိုတဲ့ကိစ္စကိုလည်းကျွန်တော်စဉ်းစားနေရတယ်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဓာဒီနေပဲကျွန်တော်ကအဝေးကနေကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းတွေတော်တော်များများကိုကျွန်တော်ကစီမံခန့်ခွဲနေတာပါတကယ်တမ်းကစီးပွားရေးလုပ်ငန်းမှာကအရေးကြီးတယ်ဆိုတဲ့ကိစ္စကဘယ်လိုမျိုးကျွန်တော်တို့ဝင်ငွေရှာကြမလဲဆိုတာကအရေးကြီးတာ ဘယ်လိုတွေဆုံရှုံမှာလဲတို့သလားဆုံရှုံမိတဲ့နာမှုတွေဘယ်လောက်ကာကွယ်မှာလဲပေါ့အရေးမကြီးဘူးလို့ကျွန်တော်မဆိုလို့ဘူးပေါ့နော်ဒါပေမဲ့မွေးကိုမဝင်ရင်ကျွန်တော်တို့ကဆုံရှုံကာကွယ်စရာဆုံရှုံမှုကာကွယ်စရာအကြောင်းကိုမရှိနော်ဆိုတော့ငွေဝင်မှုအရေးကြတော့ဘာလဲဆိုလို့ရှိရင်အခုခေတ်ကြီးက innovation ခေတ်အစ်စ်အစ်စ်တွေတီထွင်နေရတဲ့ခေတ်အဲ့တော့ကျွန်တော်ဒီအစ်စ်ကိုတီထွင်နိုင်တယ်အစ်စ်ကိုကျွန်တော်စဉ်းစားနိုင်တယ်လမ်းကြောင်းအစ်စ်တွေကျွန်တော်ရှာနိုင်တယ်တွေးခေါ်အစ်စ်တွေကျွန်တော်ချပေးနိုင်တယ် ပေါ့နော်အဲ့တော့နီးပညာအတက်တွေကိုလည်းကျွန်တော်အတက်နိုင်ဆုံးလေ့လာနိုင်တယ်ဗျအသုံးချနိုင်တယ်ဗျအဲ့လိုဒါတေးချနေတယ်ဟေ့ဆိုလို့ရှိရင်ကျွန်တော်ပတ်စံရှာဖို့ဆိုတဲ့ကိစ္စကိုကျွန်တော်မကြောက်ဘူးအဲ့တော့ပတ်စံရှာဖို့ကျွန်တော်မကြောက်လို့ရှိရင်ကျွန်တော်ကဆုံးရှုံးနစ်နာမှုဆိုတဲ့ကိစ္စကိုလည်းကျွန်တော်ကမကြောက်ဘူးအနည်းဆုံးဖြစ်နေအောင်တော့ကျွန်တော်ဘတ်ပေါင်းစုံနေတော့စူးစမ်းတာပေါ့နော်စူးစမ်းတယ်ကျွန်တော်ကအရန်ကိုဟိုလိုမျိုးပေါ့နော်အာငါအဝေးမှာပဲနေလိုက်မယ်ဆုံးရှုံးနစ်လောက်ဆုံးရှုံးဆိုတဲ့ကိစ္စမျိုးမဟုတ်ပါဘူးအဲ့လိုမျိုးကြီးလည်းကျွန်တော်စိတ်ထဲမှာမရှိပါဘူးဟိုပတ်စံမဲ့နှမျောတာပေါ့နော်ဆိုတော့ဒါပေမဲ့အသက်နိုင်ဆုံးကတော့ကိုစဉ်းစားတာဒီ ုပ်လို့လည်းရဖို့ရမယ်ဒီလိုဖြစ်နေမှဒီလိုလုပ်လို့ရမယ်ဆိုတဲ့ကိစ္စကြီးကတော့ကျွန်တော်လက်မခံဘူးငါလုပ်ချင်နေဆိုရင်လုပ်လို့ရဖို့ရမယ်အမြဲတမ်းကြီးပဲလဲဇောက်တိုးတွေပဲလုပ်နေမှာလားအမြဲတမ်းပဲကန့်လန့်တွေပဲလုပ်နေပါလားဆိုလည်းမဟုတ်ပါဘူးကျွန်တော်ရဲ့အတွေ့အကြုံအလောက်ထိဆိုမရဘူးကျွန်တော်သူများတွေနဲ့အတူတူတပုံစံနဲ့ဆိုတဲ့အတွေ့အကြုံလည်းကျွန်တော်မှာအများကြီးရှိတယ်ကျွန်တော်ကမစင်စားဘူးဆိုတဲ့ခေါင်းစဉ်ပါတခုမှမရှိဘူးမလုပ်ဘူးဆိုတဲ့မလုပ်ရဲဘူးဆိုတဲ့ခေါင်းစဉ်လည်းပါတခုမှမရှိဘူးအဲအရင်တုန်းကလူတွေတတ်မှတ်ထားသလိုမျိုးပေါ့နော်ဘလို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 ဆိုတော့အဲ့ဒီ ဒီစီးပွားရေးညာမတွေလို့ပြောရမှာလား theory တွေပေါ့နော်အဲ့ဒါတွေအကုန်လုံးတော့လေတော်တော်များများကိုကျွန်တော်ကနားလည်အောင်ပဲကြိုးစားထားတယ်လက်ခံလားဆိုလို့ရှိရင်ကျွန်တော်က theory အသစ်ကိုကျွန်တော်ထုတ်နိုင်အောင်ကြိုးစားနေတယ်လို့ပေါ့နော်ဆိုတော့အဲ့ပုံစံလေးနဲ့ပဲကျွန်တော်အလုပ်လုပ်ပါတယ်အခုချိန်ကြီးကလည်းအမှန်တိုင်းပြောရမယ်ဟိဆိုလို့ရှိရင်တော့လေစိုးပါဘူးစင်ပြေတယ်လို့ပဲပြောရမှာပေါ့နော်အမြန်ဟိုကိုကိုတိုင်းကျွန်တော်ဒီခုထိုင်းကိုကျွန်တော်ကာလရှည်နေတာဆို3နှစ်လောက်ရှိတော့မယ်လို့ပြောရမှာပေါ့နော်အဲ့တော့ ကဲအရင်တုန်းကအနစ်တင်နေဒီကိုကိုတိုင်နေတဲ့နစ်တင်နေဘာကွာလဲကွာပါတယ်အဲဟိုဘယ်လိုပြောမလဲထီရောက်မှုကွာတာတွေလည်းရှိတယ်ဘာတွေလည်းရှိတယ်ဒါပေမဲ့လည်းတကယ်တမ်းအဝေးကနေပဲထင်းချုံနေလို့စီးပွားရေးကြီးပြတ်သွားမယ်တို့ဘာဖြစ်သွားမယ်တို့ဆိုတော့ခေါင်းစဉ်အောက်ကမှာတော့လည်းရှိမနေပါဘူးเนาะဆိုတော့အဲ့ဒါပဲပေါ့เนาะဟို အတွေးခေါ်လေးတခုရဖို့ပဲကျွန်တော်ကအမ်ทีมมาပြီးတော့ဒီဗီဒီယိုလေးလုတ်လိုက်တာပါဟိုလိုမျိုးကြီးကျွန်တော်ပုံစံတိုင်းလုတ်ကိုလုတ်ရမယ်လည်းမဟုတ်ဘူးလူတိုင်းကကျွန်တော်မဟုတ်ဘူးလေနော်ဆိုတော့အဲ့တော့မတူညီတဲ့တွေးခေါ်ကြီးလည်းရှိနေနိုင်ပါတယ်ကိုယ့်ရဲ့တွေးခေါ်တိုင်းကိုဆက်ပြီးတော့လုတ်လို့လုပ်ရပါတယ်ကျွန်တော်လည်းလက်ခံပါတယ်ကျွန်တော်ကတော့အတတ်နိုင်ဆုံးပေါ့နော်ဟိုအလုတ်လုတ်တဲ့ပုံစံအစ်စ်တွေရောစီမံခန့်ခွဲလို့ရနိုင်မဲ့ပုံစံအစ်စ်တွေရော အဲ့ဒါတွေကိုတော့ကျွန်တော်အတတ်နိုင်ဆုံးကျွန်တော်ကတော့စူးစမ်းရှာဖွေနေဦးမှာပဲလုပ်နေဦးမှာပဲဘဝမှာကျွန်တော်ဘာမှမဆိုအကောင်းလို့ခြင်းတယ်လို့ဘာကိုမဆိုကျွန်တော်အကောင်းလို့ခြင်းတာစီးပွားရေးလည်းကျွန်တော်ကအောင်မြင်ခြင်းနဲ့အဲ့လိုမျိုးပဲဘယ်အခွင့်ရေးဦးမှာလဲကျွန်တော်ကအဆုံးရှုံးမခံခြင်းမူတဘဝပါလဲဆိုတော့ငါစီးပွားရေးလုပ်နေတယ်ငါကတော့ရှောက်လဲလို့မရဘူး no ကျွန်တော်ကစီးပွားရေးလည်းကျွန်တော်လုပ်ဦးမှာလဲလဲကျွန်တော်လဲဦးမှာဘဝကြီးကိုလည်းကျွန်တော်အကောင်းဆုံးစံစားပြီးတော့ခံစားပြီးတော့ဖြတ်တန်းအောင်မှာ ကျွန်တော်ကဘယ်အရာကိုမှကျွန်တော်ကလက်မလွတ်ချင်အဲ့အတွက်ကြောင့်မလို့အကုန်လုံးကိုကျွန်တော်ကမျှပြီးတော့စဉ်းစားလို့ရနိုင်မယ်နီလန်းတွေကိုကျွန်တော်ပို့ပြီးတော့ရှာတယ်အဲ့ပုံစံတိုင်းကျွန်တော်လုပ်လို့နိုင်တယ်ကျွန်တော်ပို့ပြီးတော့ကြိုးစားနေတယ်ဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံလေးကိုဝင်းမြပေးတာပါအိမ်လေးကပြီးပါတော့မယ်အိမ်ပြီးတဲ့အခါကျကျွန်တော် open house လုပ်ပေးပါမယ်သွားရည်လဲဘာဖြစ်လို့ဖြစ်နေမှန်းသိအခုကျွန်တော်ရိုက်နေဘာဖြစ်လို့ကိုယ့်ကိုစိတ်ထဲမှာလीအ ဘာသက်ကြီးမဲနေလို့ခံစားဘာလို့လဲမသိပါဒီအိမ်ကလေအောက်ထက်ကလိုက်တရားတော့ပိုကောင်းတယ်နုဖတ်နေရောအခုဒီအပေါ်မှာကတော့ကျွန်တော်အခန်းကတော့သူကရှင်းရှင်းပြောရင်မှန်နေတာဘောเนาะမှန်နေတော့ဟိုလေအလင်းကနည်းနည်းကျန်းတာဘောเนาะအောက်ထက်မှာじゃအလင်းက soft ဖြစ်တယ် soft ဖြစ်တော့လူကဝင်းတာဘောเนาะဒီအပေါ်ထက်မှာလူကနည်းနည်းလေး အလင်းရောင်မှာကျန်တယ်ကျွန်တော်လည်းရိုက်ဖို့ spot တွေရှာတယ်ရတယ်နော်ဘယ်နေရာမှာရိုက်ရင်ဘလို့ဖြစ်မယ်ဘာဘာညာညာပေါ့အမှားတော့အိမ်ကတော့လေတေချာလေးပြင်ထားလိုက်ရင်တော့လေဘယ်တောင်းလေးမှာပဲရိုက်ရိုက်တော့လာတော့လာနေတာပေါ့နော်အခုဒီတောင်းကြီးကတော့မလာအောင်ဘာလို့လဲမသိဘူးနော်ဒီမတောင်းဆိုရင်တော့လာလာအဲဒီဘက်လေးကြည့်ရင်လည်းနည်းနည်းအဆင်ပြေတယ်ဒီ wallpaper နဲ့ကတ်ထားတဲ့ပုံတွေပါအမှန်ကလည်းကျွန်တော်ကလည်းအကြောင်းမို့ပုံတွေကဒီမှာဒီလိုဖြစ်ရမယ်ဆိုတဲ့ကိစ္စကိုကျွန်တော်စဉ်းစားတာမဟုတ်ရင်ရိုက်လို့ရှိရင်ရင်းညို့ plan ဖြစ်နေတယ်နော် နောက်ဗီဒီယိုကြာတွေ့ပါဦးမယ်ကြည့်ပြီးတော့ဇူးမြိုက်တင်ပါတယ်တတ်တာ